まあ <music> အဲ့လိုပေါ့ကိုလိုမသိရင်တိုင်းကြောခဲ့တဲ့ရုပ်ပြပြင်းနေတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒီခမ်းမကြီးတဲမှာပဲလူကြီးကဒီတဲ့၃ဆလောက်ရှိတယ်ဆင်မမာလည်းတကြီးတကြီးရေဒီပညာရှင်တွေဆိုလို့ရှိရင်ဒီတဲ့၃ဆလောက်ရှိတယ်အဲ့ဒါလိုပြင်းပြီးတော့ပြန်တတိယပြောမှအဲ့လိုဝမ်းလဲတာပေါ့နော် ဘယ်ပြောဘုရားတော့နှစ်စင်ချင်းပါခဲ့တာလေသတိဝေဆိုဆိုဖုတဲ့ဝါယသဘာယပညာယဟာသူတို့သူတို့ရှိရနေပြီးတော့ဟလာပြင်းသိစရာပြင်းစရာကြားစရာအဲ့ဒီလူတွေကိုကျွန်တော်တို့ကတော့တာပေါ့နှစ်တိုင်းလုပ်ခဲ့တာလေခု40ရှိချင်ရှိပြီမြဝရုပ်ရှင်တွေကတော့105ချင်ရှိပြီ105ချင်ဟာဟိုမြဝရုပ်ရှင်ပထမဆုံးစပြတဲ့မြေတားနဲ့သူရပြတာ1920အောက်တိုဘာ7ရက်အဲ့ဒီကနေ ဒီဘက်ကိုရေးလိုက်တဲ့ခါမှာမြွားရုပ်ရှင်တွေကအားကို105 105နှစ်ရှိပါတယ်။ဒီနေ့ PD လေးအဲ့ဒါဆောစောပြောတယ်။အဒီဝါဒီမှာထိုင်နေတဲ့အတော့ပါလေးဆောစောပြောပြောလာကြိုက်ခဲ့တယ်။ဟိုလူချမ်းလူချမ်းခေါ်တာပေါ့နော်။ဦးမြမောင်ဦးမြမောင်ကိုဇော်မိုင်းကြီးတို့လေ။အဲ့ဒါဆိုအန်တီဝါနဲ့စရိမတို့လောကကြီးမှာတယောက်တည်းတို့မှာဓာတ်ခုတ်ဖက်အကျန်လူချမ်းနေဒါပေမဲ့သူကလူချမ်းဆိုတဲ့နာမည်ရှိပေမဲ့သူတို့ကအင်တာမလူတဲ့ချစ်ဖို့ကောင်းတယ်။ ရမ်းနေစအဲ့ဒါဒီခုလောက်ပါလေနာမည်ကြီးရတယ်ရှားဟာဝင်းတိုက်တာကာဆက်တဲ့ကိုမင်းသူကြီးလည်းအော်ရှိသေးတယ်ရှိသေးတယ်နော်ကိုမြမောင် ရှိသေးတယ်ရှိသေးခုစောမိုင်းကြီးရှိတယ်ရှိတယ်ကလည်းဓာတ်ကုတ်ဖက်အဲ့ဒါပီတိဖြစ်ရတာလေ ဟုတ်ကဲ့ဟုတ်အဲအရန်ကိုဝမ်းတာပြီးတော့ကြည်နူးမိရေပေါ့နော်ဒါကိုထက်အဲဒါဝိုင်းရင်အမှုပညာရှင်တွေတကယ်ကိုလေးစားအားကြရင်အမှုပညာရှင်တွေကိုအာဒီဒီလိုမျိုးကာဂရပြုခွင့်ရရင်တွေ့လဲတကယ်ကိုအာဝမ်းတာတယ်ပြီးတော့နောက်နှစ်တီနောက်နှစ်တီမှာလည်းအားလုံးနဲ့အတူတူဒီလိုမျိုးလေးပြန်ဆုံချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ငငယ်လေးတွေကလေးစားအားကြခဲ့ရတဲ့ဒါဝိုင်းရင်အမှုပညာရှင်တွေကိုအခုလိုမျိုးအာလောက်ချပြီးတော့ တကယ်ဟိုကာမရာပြူလာရရန်ဟိုဝန်တာပြီးတည်ဖြစ်ပါတယ်တကြီးပူဇော်ပွဲကမဆစ်လို့ရုပ်ရှင်လောကသားများရဲ့တနေ့တစ်ခါသာပူဇော်လက်ပွဲပေါ့နော်နေ့တိုင်းနေ့တိုင်းကျပါနေကြတဲ့ပွဲကိုဒီလောကသားရဲ့ခလေးလေးပေါ့ဒါကြီးကာရဝပြုကတော့ကြာဆိုတာဒါအဲ့အစင်လာလေးอ่ะဒါအရန်ကောင်းတဲ့အစင်လာလေးလေးဖြစ်တာပေါ့နော်လာလဲလာတဲ့တယ်ကာရဝလည်းပြုတဲ့တယ်ဘာဖြစ်ဆိုတာဒီအနုပညာရှင်အတကြီးတွေကမစလို့อ่ะ ဒါလေးကိုပဲအတူယူပြီးတော့ဖြန့်တန်းလာခဲ့ရတာလေကျေးဇူးရရှိတာပေါ့နော်ဒါလေးဟောလာဟိုအမှုပညာတိရဆောင်ဆိုတဲ့မဆလို့ဒါလေးအတူခိုးရလုတ်လာရတယ်ပြီးတော့ကင်မရာမင်းရဲ့ဘောက်ဆိုတဲ့ဒါမဆလို့ပန့်ပိုးလာခဲ့တာလေဒါအကုန်လုံးကဆင့်ဝင်နေတဲ့ဟာကြတော့ကျေးဇူးရရှိတယ်ခုလိုမျိုးတည်ကြီးဝါကြီးလေးကိုတနေ့တစ်ခါတွေ့နေရဟာကြတော့လဲပီတိလေးဖြစ်တယ်အကိုလည်းတနေ့ဒီအမျိုးရောက်ကြမှာပဲဆိုတာလေဘာလို့ကဒီမှာကတော့က ။ရချင်းမရချင်းကတိတ်ပြီးတော့အဓိကမကြောက်ဘူးလေ။ဟိုဟိုထိုက်တဲ့အလျော်တော့ဖြစ်ပါရဲ့။ဒီနေ့တောင်သူသူတို့ဗါလဲကြတော်ချင်းငွေများတယ်။ပိုရောများတယ်။ကားတိုင်းက၄သိန်းလောက်ရတယ်။ပထမ၂သိန်း၃သိန်း၄သိန်းအဲ့လိုတက်လာတာပေါ့။ဟိုဒီနေ့၅သိန်းကျော်တယ်။အဲ့တော့ဒါသူတို့ရဲ့မေတ္တာစေနာတွေပေါ့လေ။ဒီဒီလူတွေပေါ်မှာစေနာထားတာပြောရင်တော့တက်ကြီးတွေဒီအချိန်မှာ ဆင်းရဲဒုက္ခရောက်နေပါလားလို့စေနာထားပြီးပေးကြတာပေါ့နော်အဲ့တော့ဟိုအဓိကဘဘကထားတာဒီမှာဘလူတွေကြံသေးလေဒီလူတွေကိုအိမ်တိုင်းလိုက်ပြို့လည်းမလွယ်ဘူးလှုပ်ဆက်လို့လည်းမလွယ်ဘူးအဲ့ဒါတွေတွေ့ခြင်းကြံတဲ့လူတွေတွေ့ခြင်းနဲ့ဘလူတွေပုံစံသွားပြီလေအဲ့ဒါဘဘကအဲ့ဒီစုံစည်းမှုကိုရင်ထဲမှာပီတိနဲ့ဝမ်းနေခြင်းမို့နှမျိုးခံစားပြီးဒါကြောခံတယ် မ်းမြောက်မြမရုပ်ရှင်နေ့ဖွင့်လေးချိန်ခန္ဓာစတင်ကြောင်းကျင်းများပါရခင်ဗျာအဲ့ဒါတော့လူမဲ့လူတွေပေါ့လူမဲ့လူတွေအကုန်လုံးကဒီမှာတချို့လဲဆိုင်ဖွင့်တယ်တချို့တွေလဲငွေလူတာပေါ့မတူဘူးပေါ့ငွေလူတဲ့လူကလည်းငွေလူတယ်ငွေလူတဲ့လူဒီနေ့တော်တော်များတယ်တေးဥဆောင်နေလဲတော်တော်များများကုန်တော်ပဲဒါတော့ဒီတချို့ကျတော့လဲဒီဆိုင်လေးတွေနဲ့စုစည်းတာကြွေးကျင်ကြတယ်အဲ့ဒါနဲ့အဲ့လိုလုပ်တာပေါ့ ဒါနေရာဒီလောက်ပဲရှိတဲ့ခါကျတော့တိတ်ခေါ်နေမဖြစ်ဘူး။ဟိုဘူဝိုင်းတာတော့ဆိုရင်ဆိုင်တွေကို80 80ရှိတာလေ။အဲ့လိုလုပ်ခဲ့တာ။ဟိုကိုကတော့ခုမှလည်းပြန်ပြီးတော့စီကားလာတဲ့ခါကျတော့ဟိုဒါဒါဒါဒီခါရသမျှပေါ့။ဒါက40 40 50လောက်ရှိတယ်ဆိုင်ရ။ကြီးတာ135လောက်ရှိတယ်။135ရောက်ကိုဒီစင်ရမကဘူးလေ။စင်ရမကတဲ့အတွက်ဒီမှာကာတာ35ရောက်ပဲကားတယ်။35ရောက်ကဆိုတော့35 36ဒီမှာထားတာ။ ကျန်တဲ့လူတွေကနောင်နေမှလက်တချို့လိုက်ကြတော့တယ်တချို့ကလည်းဒီလာတဲ့ခါကျတော့စုပြီးတော့ဟိုရတဲ့ပစ္စည်းတွေအကုန်လုံးအဲ့ဒါတွေနဲ့အလှငွေနဲ့အဲ့ဒါတွေဒီမှာမရှိတဲ့လူတွေအမေအမေဖွဲ့တွေကတော်တော်ပဲမရှိကြတော့ဘူးလေရှိကြဆိုတော့အမေနဲ့ဒေါခင်လေးဆွေလောက်ပဲရှိတော့တယ်အခုအတွက်ဝန်တာရာပေါ်တမီးရဲ့ကိုတွေ့ရခွဲဥဆန်တင်ကြီးတွေ့ဩဥဆန်တင်ကိုကြီးနေကောင်းလားနေကောင်းတယ်မလီဟိုအဲ့ဒီတွေ့ရတယ်ပီကြီးကဘာနဲ့မှမလဲနိုင်ဘူးဒါကြောင့်လေအမေတို့ လာတာပါကိုကိုတိုင်ကျမကြီးမကောင်းပါဘူးသူတို့အဲ့ဟာတွေ့ကျင်လွန်းလို့ညင်ကျင်လွန်းလို့လာတာပေါ့အဲ့ကြောကလေးတွေလည်းနည်းနည်းပါပြောစရာရှိရပြောရမှာပေါ့လေသင်္ကန်းစာတွေပေးစရာရှိရပေးရမှာပေါ့သမီးရဒါကြောင့်လာတာပါလေးလေးတို့အနေနဲ့ကဆိုတော့နှစ်ပေါင်းပြန်များဆိုတော့ဗောနော်ဒါကြီးစတယ်လေလေးအတန်းနဲ့ဆိုတော့အကုန်ပြီးခဲ့တယ် ။အိုးစပြီးတကြီးပုတ်တော်ကစရရဦးတင်မောင်တို့ဦးညိဘူးလို့ပါတော့ဖဖိုးတို့အဖိုးကြီးဖဖိုးတို့လက်ထက်တန်းမိခဲ့တဲ့ဟာကိုကိုယ်လည်းလိုအားတွေပေးခဲ့ရတယ်။ကျောင်းသားဘွားတွေလိုအားတွေပေးခဲ့ဒီနေ့ဒီအမှုဆောင်ဖြစ်တော်လဲတောက်လျှောက်လိုအားတွေပေးရဆိုတော့ဒီဟိုကိုဘာကရော့ခံနဲ့ရောက်တာဟိုကိုကလည်းကရော့ခံရပါဒါပေမဲ့ကိုကရော့ခဲ့ရတဲ့ပညာရှင်ကြီးဖိုးကြီးဘာကြီးပါတော့အကုန်လုံးကဘဝတော်ဘာရောက်ကုန်ကြပြီပေါ့ကိုကြီးအလှည့်တွေပဲကြံနေကိုကြီးအသက်ရွယ်နေဆိုတော့တော်တော်ကြီးဟိုကြီးလာပါပြီပေါ့ ော်ဆိုတော့ပီတိဖြစ်ပါတယ်ဒီလိုပူဇော်ရတယ်ဆိုတာဟိုဗုဒ္ဓဘာသာအနေနဲ့ဒီလိုနှစ်တည်းရောက်လာပြီဆိုရင်ကိုမိဘတော်ပူဇော်တော့အိမ်မာတော်ဟုတ်လားအဖိုးအဖွားအဆကရောရတယ်ကိုရဲ့ဟိုပညာရှင်တွေကျေးဇူးရှင်တွေကိုဒီလိုပူဇော်ရတယ်နောက်ကျဟိုကိုပီတိဖြစ်တယ်လို့နောက်ထပ်မျိုးဆက်တစ်တည်းရတယ်ဘာဖြစ်ဖြစ်ဒီနမီနမရှိသည်ရှိသည်ရှိသည်ပြောတာမရှိသည်ဆိုတော့လာရောက်ပြီးတော့ပူဇော်စီခြင်းနဲ့ခုဂျေဇုရှင်တွေကိုပြန်ပြီး ပူဇော်ကတော့သေးချင်ပါတယ်အများအားဖြင့်တချို့ရောက်မလာကြတာရှိတာပေါ့နော်အကြောင်းကြောင်းနေရှင်လည်းရှိကြမှာပေါ့နော်အဲ့လိုပါလာကြပါလို့မျိုးဆက်တစ်တည်းလည်းနောက်နှစ်တည်းဒီနှစ်မလာဖြစ်တော့အဲ့လိုပေါ့ကိုတို့နှစ်သိန်းနေတိုင်းကတော့ခဲ့တဲ့ရုပ်တူပြန်မြင်တာပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒီခမ်းမကြီးတဲ့မှာပဲလူကြီးကဒီတဲ့30လောက်ရှိတယ်စေမမာလည်းတကြီးတကြီးရေဒီပညာရှင်တွေဆိုလို့ရှိရင်ဒီတဲ့30လောက်ရှိတယ်အဲ့ဒါတို့ပြန်မြင်ပြီးတော့ ပြန်တတိယပြောမှအဲ့လိုဝန်းနေတာပေါ့နော်ဆိုတော့အန်ဒီဘွာပြောသလိုပေါ့နောက်မှ तू လှည့်မကြည့်နိုင်ဘူးနောက်မှ तू နဲ့တီးခဲ့တဲ့လူပြန်ရှင်ချိပါသီးလားဆိုတဲ့စိတ်ကလေးနဲ့ဝမ်းတာဝမ်းနေဖြစ်ရတယ်ပေါ့နော်ပီတိတွေဖြစ်ရတယ်အခုလည်းအဲ့လိုပဲပြန်တတိယပြောလို့ဖြစ်ရပါတယ်ဟုတ်တယ်အာမပန်ခုနကမေးကြည့်ရပါတော့မေးကြည့်တော့ဒီရုပ်ရှင်တက်ကြီးပူဇော်ပွဲမှာနှစ်စဉ်နှစ်တိုင်းအကြောခဏအခုဒီနှစ်ဆိုရင်190ရှိတယ်တဲ့ဟုတ်အရောက်190ရှိတယ် ဒါပေမဲ့ဒီစင်ပေါ်မှာဒါလာနိုင်တဲ့လူစရေးလေးနဲ့လို35ယောက်ပဲဒါစင်ပေါ်မှာတင်ထားတာအမှန်တကယ်190ရှိတယ်190လုံးလာနိုင်ရင်တော့ဟိုကောင်းတာပေါ့ဒါပေမဲ့အဲ့190ကိုမကရောမဟုတ်ကရောပါတယ်အဲ့လိုအလုံးအလုံးပါတယ်သူတို့အတွက်ကိုအိမ်မျိုးလိုက်ပို့ပေးပါလိုက်ပို့ပေးတာလိုက်ပို့ပေးတာဒီစင်ပေါ်မှာရှိခဲ့သူတွေလောက်ပဲမမတို့ကဒါဒီမှာကရောလိုက်ရောက်ကရောကြတာပေါ့နော် ဆိုပီတိဖြစ်တာပေါ့မပန်လို့ဆိုအန်ဒီဝါဆိုလဲအန်ဒီဝါဝင်လာနဲ့လေအဝါရောင်လေးဆိုအာအန်ဒီဝါပဲအေးသိလားဝင်လာလှလိုက်တာလှလိုက်တာကိုရီတော့အဲ့ရွယ်ရောင်အဲ့လိုနေနိုင်မှာမသိဘူးရဲ့ဒီလိုဆိုလို့ရှိရင်ဂျမိုင်းကြီးကောင်းတာတော်တော်များများပေါ့ဒေါက်ကီလေးဆွေပေါ့အမေဆွေလို့ဆိုလဲဂျမိုင်းကြီးကောင်းနေတယ်နော်အန်ဒီဘီဘီတော်မီမီခင်လို့ဆိုလဲဂျမိုင်းကြီးကောင်းနေဆိုတော့အမေတွေးအသက်တရာဆိုလို့ရှိရင်ဂျမိုင်းကြီးကောင်းကောင်းနေမြင်ရတော့လေအဲ့ဒါမစ္စနယ်လည်းလို့ဂျမိုင်းကြီးကောင်းကောင်းနေပြောပြောရှင်ရှင်နဲ့ပြန်ဆိုညီမာတယ်ကတော့ညီမာတယ်လို့လည်းဆူတောင်းပါတယ် အဲပြောစရာကြီးပေါ့အေးတို့ဒီအချိန်ဆိုလို့ရှိရင်ဟိုရုပ်ရှင်လောကတလောကလုံးဒီမှာလှည့်ပတ်ပြီးတော့တွေ့ကြတဲ့ပွဲဖြစ်လာပေါ့အဲ့လိုတွေ့ကြတဲ့အခါကျပြောစရာကြီးပေါ့အေးဘောဓာရင်းနဲ့လည်းစုံရတယ်စားလဲစားရတယ်တကြီးပူဇော်ပွဲလေးကအန်တီကရုပ်ရှင်ထဲမှာကြာပြီဆိုတော့ဒီတကြီးပူဇော်ပွဲကြီးလည်းအကျဉ်းချင်းပေါ့နော်တက်ခဲ့ပါတယ် ။ဘာလို့ဆိုတော့ဒီပွဲလေးတော့မဖြစ်မနေတက်တယ်။ဘာလို့ဆိုတော့ကိုရဲ့ဒီနုပညာလမ်းကြောင်းမှာရှောက်လှမ်းလို့ရအောင်ဒီလူကြီးတွေကနေဟိုးအရင်နေရနေပေါ့နော်လှုပ်ပေးခဲ့လို့ဒီလှုပ်ကလေးနဲ့အန်တီတို့ဟိုအမွေးဝမ်းကြောင်းလှုပ်ခဲ့တာပေါ့အဲ့ဒါမျိုးလူကြီးတို့ဂါရဝပြုတဲ့အနေနဲ့အမြဲတမ်းလည်းတက်ဖြစ်တယ်။ဒါအောင်ကြီးနဲ့လည်းဟိုတန်ဝေကလည်းရတာပေါ့ငါလည်းတနေ့ကျရင်ဒီနေရာမျိုးရောက်ရမှာပဲထိုင်ရမှာပဲလို့ဆိုတော့တန်ဝေကလည်းရခဲ့ပါလေအသက်အရပေါ့အသက်အရလည်းဖြစ်တယ်လူတိတဲ့လူပေါ့ ကရော့ခါတဲ့လူကလည်းဘလူမှမသိတဲ့လူမလေးစားတဲ့လူဆိုရင်လည်းမဖြစ်သေးဘူးလေအဲ့ဒါကိုဒီမှာယူရဒေါ်မြင့်မြင့်ခင်တို့ဥအောင်လွင်တို့အဲအဲ့အဲ့အမျိုးတွေပေါ့ဒေါ်မြတ်မောင်တို့ဒေါက်ခလေးဆိုရင်အဲအဲ့လူတွေရှိတယ်ဒါတစ်နှစ်မှတစ်ချိန်ခါတာလေးပေါ့တစ်ချိန်ပဲကရော့ရာဆိုဗုဒ္ဓဘာသာဆိုရင်တော့ဟိုဘာဖြစ်ဖြစ်ဝန်တာတပီတီဖြစ်ရတယ်ကိုယ့်အိမ်မှာလည်းကိုယ်မိဘကနှစ်တိုင်းကရော့တာပဲနှစ်တိုင်းမဟုတ်ပါဘူးအချိန်ရသဖြင့်တစ်ချိန်ကျိုးလည်းကရော့တာပဲဟိုဟိုလည်းဟိုကြုံသူလို့ပေါ့ကရော့ကြတာပေါ့ဒါလည်းဟိုကရော့တဲ့နေထင်လို့ပေါ့ ောက်တစ်ခုကဒီလိုပြောတဲ့အတွက်နောက်လူတွေလည်းဒါလေးကိုအစင်လာကောင်းကိုထိမ့်သိမ့်ဖို့လိုတာပေါ့အဲ့လိုမျိုးလေးတွေထိမ့်သိမ့်သွားစေချင်တာဟုတ်ဒီဖြစ်တာပေါ့သမီးရဲ့အစတော့တော့အတွင်းဝင်းတော့83နှစ်လောက်ကလေးကတိတ်မလာပါဘူးကိုကိုတော့80တော့ကြော်ပြီလေဒါပေမဲ့တော့ဒီမသိကောင်းတို့မကြီးသေးပါဘူးဆိုရင်ဒါပေမဲ့ကျတော့ဥက္ကဋ္ဌအကြည့်ဆိုတော့မရဘူးပဲမင်းတို့80ကျော်နေတဲ့ကောင်တွေတဲ့ထွန်းတော်ဝင်းတို့နေအောင်လို့ကိုရော့ခန္ဓာမှာလာကြမင်းတို့တို့ရှေ့မှာလည်းအသက်ကြီးတယ်လို့လည်း တို့နောက်ပိုင်းမရှိကြတော့ဘူးပေါ့နော်အဲ့ဒါနဲ့ဘီတို့ကတော့ကတော့ခန္ဓာပါပါတယ်ဆိုတော့အဲ့ဒါနဲ့အဲ့တော့သူတို့လည်းလာပြီးတော့ကတော့ခန္ဓာရတာဟုတ်ဒါကကနနှစ်ပိုင်းပေါ့နော်ဒါကကဟိုပွဲစည်းတန်းလေးတစ်ခုလိုခံစားရတာဒီပိုင်းကိုလူကြီးတွေကတော့တာဒီပိုင်းပေါ့နော်အဲ့လိုနှစ်ပိုင်းခွဲတာဒါတော့ပွဲစည်းတန်းလေးဆိုတော့မန်းလေးသားဆိုတော့ပွဲရမ်းကြိုက်တယ်အဲ့တော့ပြီးတော့ဒါပွဲဆိုပွဲကကြတော့ဥမာပွဲမှာဆိုလို့ရှိရင်ကျွန်တော်က မုံစေးတန်းဆိုတာကကိုချစ်တဲ့လူတွေရင်းနှီးတဲ့လူတွေပဲလောက်တာဆိုပူပြောရတာပေါ့ခန်းစားမှု PD ကတာကြီးတို့ကအမှုပညာတဲ့တွေလေအမှုပညာတဲ့တွေဆိုတော့တာကြီးတို့ရဲ့စီနီယာအမှုပညာရှင်အတက်ပညာရှင်တို့တွေဒီလမ်းကိုဖောက်ခဲ့လို့တာကြီးတို့တွေကအဲ့ဒီလမ်းချောင်းပေါ်မှာရှောက်ပြီးတော့เนาะဒီအမှုပညာ lesson ကတက်ဆောင်လို့ရတာပေါ့အဲ့တော့အဲ့လိုခါမှာဒီအမှုပညာရှင်အတက်ပညာရှင်တွေကိုကိုကကိုလေးစားရတဲ့เนาะကြောရရတဲ့အခါမှာ ဝန်တာ BD ဖြစ်ပါတယ်နောက်ပြီးတဲ့ခါကျတော့တာကြီးတို့ဒီမြန်မာဗုဒ္ဓဘာသာတွေကတနင်္ကျုတ်ကာလမှာဆိုရင်ဒီလိုလူကြီးမိပါတွေကြော့ပြီးတော့ဘုတ်ဘိုးတွေရတယ်လို့ပဲအခုမုတ်စေးတန်းလေးတွေမှာအဲ့တော့ဒီလိုမျိုးပွဲစီပေါ့အဲ့ဒီလေးတွေမှာတာကြီးတွေစားကြရဲဆိုပေါ့ဒါမုတ်ဖိုးရတဲ့သဘောမျိုးပဲပေါ့နော်ပျော်စရာကြီးပေါ့ပီတိဖြစ်တာပေါ့အဖိုးတွေဖွားတွေခုချိန်ထိအော်ပေါ့နော်ကိုမီမိခဲ့တဲ့အနုပညာရှင်ကြီးတွေခုချိန်ထိတက်ရှည်ကျမ်းမှာ ေးနေတာကိုဒီနေ့ဝင်မြင်ရတာအရန် PT ဖြစ်တယ်သူတို့အတွက်ကိုလည်း cover တစ်ခုယူပေးရတဲ့အတွက်လည်းအရန်ခုံယူပြီးတော့ PT ဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်စိတ်ထဲမှာဒါအရန်တော့ PT ဖြစ်တယ်ဗျာဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အမှုညာရှင်လောကတွေကအမှုညာလောကတွေကဒီကိုယ့်ရဲ့ဒါ senior senior အများကြီးအများကြီးအများကြီးဟောကြားတယ်ပေါ့နော်ဝိုင်းတပိုင်းရင်းတွေကိုအခုလိုမျိုးကတော့ဝင်ရရလေတော့ကျွန်တော်တော့ကတော့ဒါအများကြီးဝမ်းသာတယ်ပြီးတော့ကျွန်တော်ကလည်းဒီနေ့မှတည်တည်ချာချာလေးတက်ဖြစ်တာဆိုတော့ပေါ့နော်ဒါကျွန်တော်လည်းပထမဦးဆုံးလို့ပြောလို့ရတယ်ပေါ့ ဆိုတော့ဟိုဒီကိုယ့်ရဲ့ဒါဝိုင်းရင်တဝိုင်းရင်အလူမီနီယံရှင်ကြီးလေးကိုပေါ့နော်အခုလိုမျိုးကတော့ခွင့်ရသေးတဲ့အတွက်ကိုကျွန်တော်စိတ်ထဲမှာအများကြီးဝမ်းသာပါတယ်ဒါအခုခုဒီဘက်ပိုင်းကျတော့ခက်တယ်လေခက်တယ်ဆိုတော့ဟိုနည်းနည်းကြက်တဲလာတဲ့ခါမှာအလူငွေကနေတာပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ကဒီနီးဆက်ရနေလှုပ်ရှင်းလှုပ်ရှင်းနေအခုတပြေးတည်းလိုများလာတာဟိုဘာလို့ဟိုလောလောကူတော့မဟုတ်ဘူးဒါဆိုလွန်ခဲ့တဲ့2လလောက်တည်းကဂျိုလောက်လာတာဘာလို့ဆေးတွေပါလဲဆေးက8တိတ်ဆေးတွေအိတ်ကဂျို60လောက်ရှိတာပေါ့50 60ရှိတာ အဲ့ဆေးတွေရဖို့ဆိုဒီမှာအလူခံရတဲ့လှန့်ဆက်သွဲရတယ်ခါတဲ့လူတွေလူတွေဆက်သွဲတယ်အဲ့အရာမျိုးတွေလုပ်ပြီးမှနောက်တချို့ဟာတွေကြဒီလာလူတွေတချို့ဟာတွေကြတော့တွားယူရတယ်အဲ့ဒါတွေကြိုးပြီးတော့နလားလောလို့တော့မှဒါပတ်တင်ဒီနေ့ကပထမဆုံးကဒီတကြီးပူဇော်ပွဲမှာဒါကုထက်ဝိုင်းရင်တပိုင်းရင်ဒါစီနီယာအဖိုးဖွားတွေအများကြီးတွေ့မြင်ရတဲ့အတွက်ကြောင့်မယ်အရန်ဝမ်းသာတယ်ပြီးတော့ဒီလိုမျိုးအသက်ရှင်ရှင်ကြက်ကြက်မမာနဲ့ကိုအနုပညာလောကသားရဲ့ မျိုးဆက်သစ်တွေလာရောက်ဝင်းရံပြီးတော့ပွဲခမ်းနားတွေပြပွင့်ရွှေရွှေနဲ့လာရောက်ကြောကြရတယ်ဆိုတော့ PT ကိုဒီအဖိုးအဖွားရေးကိုစားကိုကိုတိုင်းလည်းခန်းစားမိပါတယ်အာ PT ကတော့အတိုင်းမသိဝမ်းတာရဲ့ပါဆိုတော့အဲကိုရန်ချီရရဲ့ညပညာရှင်တွေအားလုံးနဲ့လည်းတွေ့ရတယ်ကိုရဲ့ senior junior senior တွေအကုန်လုံးနဲ့လည်းတွေ့ရတဲ့အတွက်လည်းအရန်ပြောရဲပေါ့နော်ပို့ပြီးတော့ဘဝသူသားလည်းရသလိုအဲအခုတူလည်းရရဲပေါ့နော်ဟောနှစ်တိုင်းတော့မမဆောင်တော့လှူဖြစ်တယ် ဒီနှစ်လဲ10သိန်းလူပြစ်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဟိုအသက်ကြီးရဲ့ဟိုအနုပညာသမားတွေကိုမမဆောင်တော့လေဟိုကတော့ခွင့်ရအတွက်ကြောင့်ရန်ကိုပီတိဖြစ်ရပါတယ်လို့အရန်လဲဝမ်းသာတယ်ကိုကနှစ်တိုင်းတော့တစ်နှစ်မှမပြည့်ဘူးအဲ့အမြင်နဲ့လဲအလူငွေတွေလှူနေတော့လေလူနေတော့အဲ့လိုမျိုးလူကြီးတွေကလည်းဖိတ်တော့လေမမဆောင်တော့နှစ်တိုင်းလာပြီးတော့ပူဇော်ကတော့ပြစ်တာပေါ့ဘာဖြစ်လို့လဲဆိုတော့လူကြီးတွေ ကလည်းဒီအချိန်မှာတစုတဝေးတဲ့တွေ့ရမှာလေတစ်ချိန်တော့နာမည်ကြီးခဲ့တဲ့မင်းသားကြီးတွေမင်းသမီးကြီးတွေကိုကိုရီးယားသူတို့အသက်အရွယ်ကြီးရင်သွားတဲ့အချိန်မှာမမဆောင်တော့ကပူဇော်ကြတော့ရတာဆိုတော့အရင်လည်းပီတိဖြစ်ဖို့ကောင်းတယ်ပြီးတော့ဟိုဟိုဘယ်လိုပြောမလဲကိုလည်းနောက်တစ်ချိန်ရလို့ရှိရင်အဲ့လိုနေရာမျိုးလေးရောက်လာလို့ရှိလို့ရှိရင်ဆိုပြီးတော့တွေးတာပေါ့နော်မမဆောင်တော့ကြတာအဲ့လိုမျိုးဆိုပြီးတော့ကိုကပီတိဖြစ်ပြီးတော့လေးလေးဆဆနဲ့လာကြတော့တာပါဟုတ်ကျွန်တော်တို့ကတော့အလှူပဲအများအားလုပ်နေတော့အလှူတော့ဒါဟိုလေးဖြစ်တာပေါ့ အမြဲတမ်းဟိုနောက်လူတွေရောကျန်တဲ့လူတွေတွေရောအကုန်လုံးဝိုင်းဝဲပါလာလို့ရှိရင်ပိုကောင်းတယ်ပိုကောင်းတယ်ဆိုခုလည်းမပါဘူးလားဆိုခုလည်းပါတာပဲအကုန်လုံးကိုပါပြီးတော့အကုန်လုံးလုံနေအခုဓာပြီးရင်တခါကပင်းရှိတယ်လေကထိန်ရှိတယ်အဲ့လိုပေါ့တစ်ခုပြီးတစ်ခုဆက်လို့တာအဲ့လိုပြီးရင်အကယ်ဒမီအဲ့လိုပေါ့စက်တိုက်ကြီးဖြစ်နေတဲ့ခါကျတော့ဟိုနောက်လူကလည်းဝိုင်းမအတူတူလောက်ကြမှာအဲ့လူကြီးနဲ့လူငယ်ရောလိုက်တော့မှသူအဆင်ပြေတာအဲဆိုတခါတည်းတန်းပြီးတော့ဓာလုံမယ်ဆိုလို့ကျရင်အဆင်မပြေသေးဘူးအဲ့လိုတွဲလို့တွဲလို့နောက်ကျတော့သူကသူလောက်သွားလို့ရတယ် อาจารย์มีเมรีเลยอุบมสิจ